ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာရှရဏသမ္ပန္နောသူကတော လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝ မနုဿာနံဘုဒ္ဓောဘဂဝါဂုံတော်တပါးချင်းစီကိုနှလုံးသွင်းကြည့်မယ်အရဟံကိလေသာပုကင်း၍ ငြိမ်းအေးသောစိတ်နှလုံးရှိတော်မူပါသောမြတ်စွာဘုရားကိလေသာတရားတွေဆိုတာပူစီတဲ့ညှဉ်းနှွမ်းစီတဲ့တရားစိုးတွေလူချင်းမမောမှုလောဘဖြစ်ရတာပူလောင်နေစိတ်တိုင်းမကြမှုဒေါသတွေဖြစ်ရတာပူလောင်နေဘဝခန္ဓာရဲ့အကြောင်းကိုအမှန်မသိမှုမောဟတွေနဲ့နေရတာပူလောင်နေ နာလိုမှုဝန်တုံမှုတွေဖြစ်ရတာပူလောင်နေအဲ့ဒီလိုပူလောင်တဲ့ကိလေသာတရားတွေဟာမြတ်စွာဘုရားရဲ့တန်တာမှာဘာတစ်ခုမှမဖြစ်တော့ဘူးအရဟတမေညာနဲ့အမြင့်ပြတ်ပဲတတ်ပြီးပြီဘလောက်မမောเสียကောင်းတာနဲ့တွေ့တွေ့မြတ်စွာဘုရားမှာလောဘဖြစ်တယ်ဆိုတာမရှိဘူးဘလောက်မကျေနပ်เสียကောင်းတာနဲ့တွေ့တွေ့ မြတ်စွာဘုရားမှာဒေါသဖြစ်တယ်ဆိုတာမရှိဘူးအဲဒါလို့ပူတဲ့လောင်တက်တွေမရှိလို့မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာပဂတိငြိမ်းအေးတော်မူတယ်တမ္မာတမ္ဗုဒ္ဓောလုံးစုံသောတရားတော်ကိုမဖောက်မပြန်ကိုပိုင်ဉာဏ်ဖြင့်မှန်ကန်စွာသိမြင်တော်မူပါသောမြတ်စွာဘုရားမြတ်စွာဘုရားဆိုတာ တဘာဝတရားတွေကိုဖန်တီးသူမဟုတ်ဘူးသိမြင်သူသာဖြစ်တယ်တဘာဝတရားတွေရဲ့အကြောင်းကိုပြီးပြည့်စုံအောင်သိမြင်နားလည်သူသာဖြစ်တယ်ဒါတွေကဆင်းရဲကြောင်းတရားဒါတွေကတော့ချမ်းသာကြောင်းတရားဒါတွေကတော့တဏှာဝိဒုက္ခကလွတ်မြောက်ကြောင်းတရားလို့အဲ့ဒါလိုတဘာဝတရားတွေရဲ့အကြောင်းကိုမြတ်စွာဘုရား ကိုယ်တော်တိုင်မှန်မှန်ကန်ကန်ပြည့်ပြည့်စုံသိမြင်တော်မူတယ်။ဝိဇ္ဇာရှင်နာတံပါနောမျက်စိနဲ့ดูတော့အဋ္ဌဉာဏ်ဝိဇ္ဇာခြေထောက်နဲ့ดูတော့ကျင့်စရဏတရားတို့ဖြင့်ပြည့်စုံတော်မူပါသောမြတ်စွာဘုရားလူရပန်းနိုင်ကိုရောက်ဖို့အတွက်မျက်စိနဲ့ดูတဲ့အဋ္ဌဉာဏ်ပညာရှိဖို့လိုသလို့ ခြေထောက်နဲ့တူတဲ့အကျင့်စရဏတရားနဲ့လည်းပြည့်စုံမှုလိုတယ်။အတိရောအကျင့်ရောနှစ်ခုလုံးပြည့်စုံမှလိုရာခီးကိုရောက်နိုင်တာ။မြတ်စွာဘုရားဟာဝိဇ္ဇာနဲ့လည်းပြည့်စုံတော်မူတယ်။စရဏတရားနဲ့လည်းပြည့်စုံတော်မူတယ်။တုဂတောတတ္တဝါတို့ဟာအကျိုးများကြောင်းဟုတ်မှန်သောစကားကောင်းကိုသာ မြတ်စွာတော်မူပါသောမြတ်စွာဘုရားမြတ်စွာဘုရားဘုရားဖြစ်တဲ့ညကစပြီးတော့ပြိဋိဘံစံတဲ့ညအထိဒီညနှစ်ညကြာမှာမြတ်စွာဘုရားပြောခဲ့တဲ့စကားတွေဟာပြောတဲ့အတိုင်းမှန်နေဒါကြောင့်မြတ်စွာဘုရားတထာဂတမြည်တယ်လို့မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့ဘူးတယ်မြတ်စွာဘုရားပြောခဲ့တဲ့စကားတွေတိုင်းဟာ တတ္တဝါတွေချမ်းသာဖို့အကျိုးရှိဖို့ကြီးပဲလောကဝိရုလောကအလုံးကို သိမြင်တော်မူပါသောမြတ်စွာဘုရားမြတ်စွာဘုရားလုံးစုံသောလောကကိုသိမြင်တော်မူတယ်တဲ့တတ္တလောကလို့ဆိုတဲ့တတ္တဝါတွေအကြောင်းကိုအသေးစိတ်ပြည့်စုံအောင်သိမြင်တော်မူတယ်ဒီတတ္တဝါဟာဘာကြောင့်ဒီလိုဖြစ်နေတာသူ့အကြိုက်ကဘယ်လို့ သူ့ဇိုက်ကဘဲပုံအကုန်စင်တည်တယ်တတဝါတူဦးချင်းစီရဲ့ကိလေသာအထူပါသူတော်ကောင်းတက်ခံအမှုရဲ့အရာအလုံးကို ခေးစီတင်ညာတည်တော်မူတယ်သင်္ခါရလောကလို့ဆိုတဲ့ယုံနယ်နေရဲ့အကြောင်းကိုလည်းပဲအသေးစိတ်အကုန်စင်သိမြင်တော်မူတယ်ရုပ်တည်နဲ့နေဘယ်လိုဖြစ်ပေါ်နေကြသလဲ ဘာကြောင့်ဖြစ်ပေါ်နေကြသလဲဘယ်လိုတွေဆက်ဖြစ်မလဲအသေးစိတ်အကုန်သိတယ်ပဋ္ဌာန်းတရားဆိုတာမြတ်စွာဘုရားဘလောက်သိတယ်လဲဆိုတာရဲ့အသက်တွေပဲဩကာသလောကလို့ဆိုတဲ့ကမ္ဘာလောကကြီးအကြောင်းကိုလည်းအကုန်ရှင်းသိမြင်တော်မူတယ်သိတော်မူလို့စက်ကြောလာအနန္တလို့မြတ်စွာဘုရားဟောခဲ့တာမြတ်စွာဘုရား လောကအလုံးကိုသိမြင်တော်မူတယ်။နှုတ်တော်ပုရိသဓမ္မတာရထိစုမလိုက်သောတတ္တဝါတို့ကိုကိလေသာကင်းရင်ကျေးခြင်းသို့ရောက်အောင်စုမတော်မူရ၌အတုမရှိမျက်ဆုံးဖြစ်တော်မူပါသောမြတ်စွာဘုရား။တတ္တဝါတွေကို ကောင်းမွန်ပြုပြင်နိုင်တဲ့နေရာမှာမြတ်စွာဘုရားအစွမ်းနိုင်ဆုံးပဲ။အတုမရှိမျက်ဆုံးပဲ။ ရာဂဒေါသမောဟတို့ကြောင့်ရိုင်းဆိုင်နေတဲ့တတ္တဝါတွေကိုရာဂဒေါသမောဟကင်းပြီးယဉ်ကျေးခြင်းသို့ရောက်အောင်ဆုံးမတဲ့နေရာမှာမြတ်စွာဘုရားအသာဆုံးမြတ်ဆုံးပဲတတ္တာဒီဝမနုဿာဏံတန်တရာခီသောတတ္တဝါအများတို့ဤရှည်သောကောင်းဆောင်ကြီးဖြစ်တော်မူပါသောမြတ်စွာဘုရားတန်တရာဆိုတာ ဖြတ်တန်းဖို့ခက်တဲ့အလွန်ကြမ်းတမ်းတဲ့ကန္တာရခရီးခဲကြီးပဲတတ္တဝါတွေဆိုတာခရီးတဲ့တွေပဲမြတ်စွာဘုရားဟာတတ္တဝါတွေကို လိုရာခီးရောက်အောင်ဆောင်ကျင်းပေးမဲ့လမ်းခီးမှာကျွမ်းကျင်လိမ့်မာတဲ့ရှည်သွားကောင်းဆောင်ကြီးပဲအမြတ်ဆုံးဆရာကြီးပဲလမ်းခီးကိုကျွမ်းကျင်လိမ့်မာတဲ့ရှည်သွားကောင်းဆောင်မပါပဲခရီးတဲ့တွေဟာလိုရာခီးကို ဘေးကင်းရန်ကင်းရောက်ဖို့ဆိုတာဖြစ်နိုင်ဘူးဘဝခီးချုံမွေဖို့တန်လျာခီးချုံမွေဖို့နိဗ္ဗာန်လို့ဆိုရဲမရောက်ဖူးတဲ့အရက်ကို ရောက်အောင်သွားတဲ့နိဗ္ဗာန်ခီးချုံမွေဖို့ခီးမျိုးစုံချုံမွေဖို့အတွက်မြတ်စွာဘုရားရဲ့အစိုးမလမ်းညွန်ချက်တွေဟာတခုတည်းသော အားကိုးရပါပဲဘုဒ္ဓသစ္စာလေးပါအမှန်တရားတို့ကို ကိုယ်တိုင်လည်းသိမြင် တပားသူတို့ဟာလေတိစီတော်မူရပါတော့မြတ်စွာဘုရားရုံဏတို့ရဲ့စင်စင်မပြတ်ဖြစ်ပေါ်ပြောင်းနေနေတဲ့ဒီဘဝဒီဖြစ်စဉ်ကြီးဟာဆင်းရဲမှုတက်တက်ကြီးပဲလို့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုမြတ်စွာဘုရားဟာတိတော်မူတယ်လိုချင်မှုရချင်မှု ဖြစ်ချင်မှုတဏှာလောဘဆိုတာဆင်းရဲခြင်းရဲ့အကြောင်းတရားအမှန်ပဲလို့ လောဘရဲ့တမှုရိယတစ္ဆာသဘောကိုသိမြင်တော်မူတယ်။အဲ့ဒီလောဘကိုလည်းအကျွင့်မဲ့ပယ်တတ်တော်မူတယ်။လောဘငြင်းခြင်းသည်ဆင်းရဲခြင်းရာနိဗ္ဗာန်ပဲလို့လောဘကုန်ခန်းခြင်းရဲ့ဏိရောဓတစ္ဆာသဘောကိုသိမြင်တော်မူတယ်။အဲ့ဒီဏိရောဓတစ္ဆာကိုလည်းမျက်မှောက်ပြုတော်မူတယ်။တဘာဝတရားရဲ့အကြောင်းကို မမကံကသိမြင်ခြင်းတမာဒိဋ္ဌိကောင်းဆောင်တဲ့မဲခင်ရှိပါဆိုတာဒုက္ခငြိမ်းရာနိဗ္ဗာန်သို့ဆက်ရောက်စေတဲ့လမ်းပဲလို့မဲခင်ရှိပါရဲ့ဒုက္ခငြိမ်းချောင်းလမ်းစဉ်အဖြစ်ကိုလည်းသိတော်မူတယ်။အဲ့ဒီမဲခင်အကျင့်ကိုလည်းပွားများပြီးဖြစ်တယ်။အဲ့ဒါလို့သစ္စာလေးပါးကိုထွတ်ထွင်းပြီးသိတော်မူလို့မြတ်စွာဘုရားရှင်ရဲ့ဒုက္ခအလုံးချုပ်ငြိမ်းတော်မူတယ်။ ရသော်ဗျာကိုယ်တိုင်တစ္ဆာလေးပါသိပြီးဒုက္ခငြိမ်းအောင်ဆောင်ရွက်နေုံများမကဘဲနဲ့တတ္တဝါတွေကိုလည်းတစ္ဆာလေးပါသိပြီးဒုက္ခငြိမ်းအောင်ဘဝတစ်လျှောက်လုံးဆောင်ရွက်တော်မူခဲ့တယ်ဘဂဝါပြုကျင့်ခဲ့သောပါရမီတော်နန္ဒတို့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်သောဂုံဖြာဗျာတို့ဖြင့်ကောင်းစွာကုန်လုံးပြည့်ပြည့်စုံတော်မူပါသောမြတ်စွာဘုရား လေးတင်ချင်တဲ့ကဘာတသိမြင့်မြတ်တဲ့ပါရမီလုပ်ငန်းတွေကို မရေတွက်နိုင်အောင် ပြုလုပ်ဖြည့်စည်တော်မူခဲ့လို့ဖျားဖြစ်မဲ့ဘဝမှာဘာမှလူလီသေးမရှိပြည့်စုံအောင်ပါရမီတရားတွေဟာဖက်ဖက်ကနေချိုးပေးကြတယ်။ဒါကြောင့်မြတ်စွာဘုရားရုပ်ရည်အဖြစ်နဲ့အတင့်တယ်ဆုံးဉာဏ်ပညာအဖြစ်နဲ့အထက်မြတ်ဆုံးသူတော်ကောင်းတရားအဖြစ်နဲ့ပဲအမြင့်မားဆုံး ဂုံကျက်တွေအပြင်လည်းအကြီးအကျယ်ဆုံးဖြစ်ရတယ်။ဒါကိုပဲဘုံတော်နန္ဒကံတော်နန္ဒညံတော်နန္ဒတခုတော်နန္ဒပါရမီတော်နန္ဒလို့ချီးကျူးပူဇော်ကြတာ။ဘဝပေါင်းများစွာကောင်းတာတွေကိုပြည့်ပြည့်စုံအောင်ပြုလုပ်ခဲ့လို့ဖျားဖြစ်တဲ့ဘဝမှာဘယ်ဘက်ကမှလူလီသေးမရှိလောကီလောကုတ္တရာခုံပေါင်းများစွာနဲ့အလျံပဲပြည့်စုံတော်မူတာ။ ရဟံသဘဂဝါဆုံးကိုးပါးသောဂုဏ်တော်တို့နဲ့ပြည့်စုံတော်မူပါသောမြတ်စွာဘုရားကိုယုတိမြတ်နိုးရှ िख ိုးပူတော်ပါ၏ဖျား